အခုအရေးပေါ်အခြေအနေအနေနဲ့အမေရိကမှာနှင်းကြောင်ကဘာပြတ်တဲ့အတိုင်းရေတိုက်မှုတွေဖြစ်နေတယ်ဆိုပြီးတော့ကမောင်းသမားတွေကပြောကြပါဗျ။အမေရိကမှာနှင်းမုန်တိုင်းကြောင်နှင်းကြဲတွေကျပြီးတော့ကားလန်းတွေတအားချော်ပြီးတော့ရေတိုက်မှုတွေဇက်တိုက်ဖြစ်ပေါ်နေပါဗျ။လမ်းတော်လမ်းလာတွေအတွက်ခက်ခဲပိတ်ဆို့မှုတွေဖြစ်နေပြီးတော့အရင်ကကားလန်းတွေကအစားရေခဲပြင်းလို့ဖြစ်သွားတာပါ။ ဒီအမေရိကန်အင်ဒီယားနားပြည်နယ်မှာပြင်းထန်တဲ့နှင်းမုန်တိုင်းတစ်ခုဖြစ်ပွားပြီးတဲ့နောက်မှာဒီရင်တိုင်းမှုအကြီးကြီးဖြစ်ပွားခဲ့တာပါ။ကြောက်စရာကောင်းလာတဲ့ဒီမတော်တဆမှုကြီးတွေမှာကားများမြောက်များစွာကားယဉ်ကြီးရင်ငယ်ကအဆပါဝင်နေပြီးတော့လူအများပြားထိခိုက်မှုတွေရရှိခဲ့ပါတယ်။အခုအမေရိကမှာတာဝန်ရှိတဲ့သူတွေကပြည်သူတွေကိုမလိုလားအပ်ပဲနဲ့တကယ်အရေးကြီးတာမဟုတ်ပဲနဲ့ခရီးမသွားကြဖို့ကိုလည်းပြောထားပါဗျာ။ အခုဒီအိန္ဒိယနာပြည်နယ်ရင်တိုင်းမှုဆိုလို့ရှိရင်ကားအစီးရေ90လောက်ထိရင်တိုင်းမှုဖြစ်ပွားခဲ့တာပါ အဲ့အပြင်ကိုဒီနှင်းမုန်တိုင်းကြောင့်ဖြစ်လာတဲ့ဒီနှင်းရည်တွေရေခဲမုန်တွေရေခဲခြေနေတွေကြောင့်နောက်ထပ်လင်းရင်ပြေးလန့်ချော်တဲ့မတော်တဆမှုထပ်ဖြစ်ပွားခဲ့ပါတယ်။ဒါကတော့ဒီရေခဲတွေနဲ့ဖုံးလွှမ်းနေတဲ့ဒီဝင်းပြေးလန့်ပေါ်မှာလင်းရင်ဆင်းသက်နေတဲ့ချိန်မှာနှင်းမုန်တွေကြောင့်လင်းရင်ကပြေးလန့်ချော်သွားခဲ့တာပါ။အဲ့ဒီမှာလည်းအဲ့ဒီလင်းရင်မှာလည်းခရီးတဲ့အယောက်90ကျော်ပါဝင်ခဲ့ပြီးတော့ကန်ကောင်းထောက်မစွာနဲ့ဘေးအန္တရာယ်တော့မဖြစ်ခဲ့ပါဘူး။အဲ့တော့ဒီအမေရိကတခွင်မှာဒီနှင်းမုန်တိုင်းနဲ့နှင်းခဲတွေဒီရေခဲတွေကြောင့်လန့်ချော်မှုတွေ ေအများကြီးဖြစ်ပွားနေပါတယ်။အဲ့တော့ရင်းတွေကိုအမြန်နှုံးနဲ့မောင်းနေမယ်ဆိုလို့ရှိရင်အန္တရာယ်များနိုင်ပါတယ်။အမှတ်ထားတဲ့ကီလိုနဲ့သာမောင်းနေကြဖို့ကိုလည်းသတိပေးထားတာတွေတွေ့ရှိရပါတယ်။ဒါကတော့ခုအမေရိကန်မှာနှင်းမုံတန်းကြီးကြောင့်ဖြစ်ပေါ်လာတဲ့ရင်းမတော်ဆမှုတွေပဲဖြစ်ပါတယ်။